ာနာသိန်းစကောင်စီကတန်အတမရော DNL ထိပ်ပိုင်းခေါင်းဆောင်တွေလေကြောင်းဘုံကျဲတက်ခိုက်ခံရကြောင်းဝါရဖြစ်နေချိန်မှာ DNL ခေါင်းဆောင်တို့ဖြစ်တဲ့အဘိုးချုပ်တောင်းဖုံးကျော်ကစစ်ကြီးထဲမှာရှင်သန်ကြံ့နေသူတွေအနေနဲ့အတွေးအသင့်နဲ့အပြူဟာချဲ့လှူဆောင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ဘိုးချုပ်တောင်းဖုံးကျော်ကအော်တိုဘာ17ရက်ဒီနေ့မနက်မှာသူ့ရဲ့ Facebook ကတဆင့်အခုလိုရေးသားထားတာပါ။စစ်ကျန်းတန်းရိုင်းဆိုင်တဲ့ဒီစစ်ကြီးထဲမှာမတည်သေးပဲရှင်သန်ကြံ့နေတဲ့အတို့တွေအောင်းမွေးအတွေးအသင့်နဲ့အပြူဟာတွေထက်ချဲ့ကြတာပေါ့။ ငါတို့ကတော်လန်ရေးကိုရွေးတော့တော်လန်ရေးကငါတို့တွေကိုပြန်ရွေးချယ်တာလေလို့ဗိုလ်ချုပ်တောင်းဖုံးကျော်ကအရေးသားထားပါတယ်စစ်ကောင်စီဝါရဖြန့်သူတို့ကတီအန်အလီခေါင်းဆောင်တွေလေချောင်းတက်ခိုက်ခံရကြောင်းပြီးခဲ့တဲ့သတင်းပတ်ကစပြီးလူမှုကွန်ရက်ပေါ်မှာအကြင်ကြင်ရေးသားဖော်ပြခဲ့ကြပါတယ်တီအန်အလီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတောင်းအိုက်ဖုံးအပါဝင်တီအန်အလီခေါင်းဆောင်တွေဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးတောင်းချုပ်ကြောင်းဗိုလ်ချုပ်တောင်းခုလန်ဗိုလ်ချုပ်တောင်းဖုံးကျော်ဗိုလ်ချုပ်တောင်းဟုပလန်တို့ လေကြောင်းတက်ခိုက်ခံရတာလို့စစ်ကောင်စီဝါရဖြန့်သူတို့ကအရေးသားဖော်ပြခဲ့ကြတာပါစစ်ကောင်စီဟာအော်တိုဗလာပထမပတ်တွင် DNL ထိန်းချုပ်ထားတဲ့နမ်ဆန်တီဘောနံပါတ်2မြို့နယ်တွေကိုလေကြောင်းတက်ခိုက်တာတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့သလိုမိုင်းငော့မိုင်းလုံးမုံမိတ်ဆတဲ့ဒေသတွေကိုလည်းအော်တိုဗလာဒုတိယပတ်တွင်မှာဘုံကျဲတက်ခိုက်မှုတွေဆက်လက်လှုံ့ဆော်ခဲ့ပါတယ် DNL အနေနဲ့စစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုသတင်းတွေကိုအချိန်နဲ့တပြေးညီထုတ်ပြန်ပေးနေပြီးလေကြောင်းတက်ခိုက်မှုကြောင့်အပြည်သူထိခိုက်သိမ်းဆုံးမှုအဆောက်အအုံပျက်စီးမှုတွေကိုအတိပေးထားပါတယ် ဒါပေမဲ့ DNA လေးကောင်းဆောင်တွေလေကြောင်းတက်ခိုက်ခံရတဲ့အဖြစ်အရမျိုးရှိတယ်လို့တော့ထုတ်ပြန်မထားပါဘူး။စစ်ကောင်စီဟာတရားဒေသအပေါ်အဝင်နိုင်ငံတော်ထုတ်ဆက်စင်မှုတွေလှုပ်ဆောင်နေတဲ့နေ့တူလူမှုကွန်ရက်တွေမှာလည်းဝါရအဖြစ်မှုတွေကိုအင်အားကောင်းကောင်းနဲ့လှုပ်ဆောင်နေတာဖြစ်ပါရဲ့ရှင်။